မကောင်းတာတွေဖြစ်ချင်သိပေါက်လာပြီလှုပ်ချင်သိပေါက်လာပြီပြောချင်သိပေါက်လာပြီကြံချင်သိပေါက်လာပြီရှင်ဩမကောင်းတာတွေဟာပူလောင်စေတတ်တယ်လို့နားလည်ပြီးတော့အဲ့ဒီမကောင်းတာတွေဒါစီရမဖြစ်အောင်ကြိုးစားရဟုတ်လားကာယကံဝစီကံမကောင်းမှုမဖြစ်အောင်ကြံတော့သီလနဲ့ဒါစီရမယ်မနှောကံထဲမှာတောင်းကျမ်းနေတဲ့မကောင်းမှုကိုကြံတော့တမာတိနဲ့ဒါစီရမယ်အနုတ္တယသဘောမျိုးနဲ့ဟုတ်လား ဖြစ်ခွင့်ကြုံရင်ဖြစ်မယ်ဆိုတဲ့သဘောမျိုးနဲ့ကိန်းနေတဲ့အနုတ္တယကိလေသာမျိုးကြတော့ပညာနဲ့အပိသတ်ဒါစီရတယ်ဟုတ်ရလားဒါကြောင့်အဲ့ဒါလိုသီလသမာဓိပညာဒီမကောင်းမှုကိုဖယ်ရှားနိုင်တဲ့အင်မတန်အစွမ်းထက်တဲ့ဒီသိက္ခာ၃ပါးနဲ့တရားဓမ္မတို့ဦးရှင်တို့တွေဟာကိုယ့်ရဲ့ကာယကံဝစီကံမနောကံမကောင်းမှုတွေကိုတားနိုင်ရင်တားနိုင်တဲ့လောက်ချမ်းသာဒုက္ခကိုရမယ်ဟုတ်လား ေးဒါကြောင့်ဦးဇင်းတို့သိတာထင်ရှားတာကတော့ကာယကံဝစီကံလောက်ကိုထိမ့်နိုင်နေဆိုရင်ပဲစိတ်ထဲမှာအင်မတန်ကျဉ်တတ်ပါလေငါဘယ်သူမှမကောင်းတာမလုပ်ဘူးမကောင်းတာမပြောဘူးမနှောကံတွေပါထိမ့်သိမ့်နိုင်မယ်ဆိုရင်တော့တော်တော်ကြီးကိုကျဉ်တတ်ပြီးတော့စိတ်ထဲမှာအေးချမ်းမှုများကြီးရမယ်တော်တော်ကြာကြာထိမ့်ထားနိုင်ရင်တော်တော်ကြာကြာရမယ်ဒါတွေကိုလက်တွေ့ပေးတတ်ပေါင်းသူတော်ကောင်းတို့ထောက်ခံနိုင်အောင်ကြိုးစားကြည့်ပါ